မင်္ဂလာပါရှင်မန္တလေးခတိကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုတားဆီးပေးဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကို NUG တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်စေအောင်စုရဲ့အကြမ်းဖက်မှုတွေကိုကင်တွယ်ဖြေရှင်းဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းကြောင်းမဏိကထုတ်ပြန်ခဲ့ပါတယ်နိုင်ငံတကာကယူကရိန်းအရေးပေါ်မှာသာအာယုံဆိုင်မှုဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမှန်ဆွေးနွေးလာတဲ့အကြမ်းတဲကိုဦးဆောင်ကင်တွယ်ဖြေရှင်းပေးနိုင် င်မဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ NUG ကထုတ်ပြန်ပါတယ်။အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဦးဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူ့အခွင့်အရေးနဲ့ဒေသရင်းလုံခြုံရေးပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုဆက်လက်ဆောင်ထင်ဖို့အတွက်လိုအပ်တယ်လို့ NUG ကထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားတာပါ။လက်ရှိအချိန်ဟာမြန်မာပြည်သူတအုပ်ချင်းစီရဲ့တရားမျှတမှုငြိမ်းချမ်းမှုတွေပြန်လည်ဖော်ဆောင်နိုင်မယ့်ဆောင်ရွက်ချက်တွေကိုပြပြတသားဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့យေတာထားပါတယ်။ အာဆီယံအနေနဲ့ပုံသဘောတူညီချက်၅ချက်ကိုကျော်လွန်ပြီးမြန်မာပြည်သူရဲ့ဆန္ဒတွေနဲ့ကန်ညီတဲ့လုပ်ငန်းစဉ်တရက်ကိုကူညီပေးနိုင်ဖို့အတွက်ဆောင်ရွက်ချက်တွေချမှတ်ဖို့အတွက်ကိုလည်းတိုက်တွန်းထားတာဖြစ်ပါတယ်။ပကြသည်မီကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကဖုန်ကြီးချောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ကအရက်သားတွေပြမတ်ထားတဲ့တပ်ဖြတ်မှုတွေစတိုင်လုဆောင်လာတယ်လို့ NUG ကဆိုပါတယ်။စကိုင်းမန္တလေးမကွေးတိုင်းနဲ့ရှမ်းပြည်နယ်ကဘာသာရေးဆိုင်ရာနေရာတွေနဲ့အရက်သားပြည်သူတွေကိုစစ်ကောင်စီကပြမတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားတိစမ မှုဆက်လက်မြင့်တက်နေရလို့ထုတ်ပြန်ကြမှာရေးသားထားပါတယ်။ဆက်လက်ပြီးမြန်မာမှာအကြမ်းဖက်ဖိနှိပ်မှုတွေမြင့်တက်လာကြောင်းကုလကုစနေတင်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေပိုပြီးမြင့်တက်လာကြောင်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ်မစ္စတာဒွန်အင်ဒရူကကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီတန်အစီရင်ခံစာတင်ပြခဲ့တယ်လို့ဂျနီဗာကုလသမဂ္ဂယုံ UNOG ကမတ်လ20ရက်နေ့မှာဖော်ပြပါတယ်။အစီရင်ခံစာအသစ်ကိုအခုသတင်းပတ်တွင်တင်ပြခဲ့ပြီးမြန်မာနိုင်ငံကဖြည့်သူတွေဟာ 2025ခုနှစ်မှာအတင်ကစိန်ခေါ်မှုနှစ်ရက်နဲ့ကြုံတွေ့နေရကြောင်းဖော်ပြထားပါတယ်။အဲဒီစိန်ခေါ်မှုတွေကပြည်တွင်းမှာစစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေမြင့်တက်လာတာနဲ့နိုင်ငံတကာကထောက်ပံ့ကူညီမှုတွေရုတ်တရက်ရုတ်သိမ်းလိုက်တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်ဖိနှိပ်မှုရွာတွေကိုလေကြောင်းတိုက်ခိုက်မှုဒေသခံတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုအမျိုးသမီးနဲ့မင်းကလေးငယ်တွေအပေါ်လိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပုံမှုမြင့်တက်လာတယ်လို့ဖော်ပြပါတယ်။အရက်သားနေတဲ့တိုင်းကျော်ကိုစစ်ကောင်စီတပ်ကမိရှုဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။ ဒီလိုအချိန်မှာနိုင်ငံတကာအတိုင်းဝန်ရဲ့ထောက်ပံ့ကူညီမှုကိုရုပ်သိမ်းလိုက်တာကမြန်မာပြည်တွင်လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကိုပုံမဆုံရစေပြီးဒေသတည်ငြိမ်အေးချမ်းအတွက်ပါထင်ချမှုဖြစ်စေရလို့ဆိုပါတယ်။ကုလလူခွင့်ရေးကောင်စီဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာနိုင်ငံအတွင်းလူကုန်သိက္ခာနဲ့လူခွင့်ရေးကို အခိုင်အမာကာကွယ်ပေးကြဖို့မစ္စတာဒရင်ဒရီရဲ့အစီရင်ခံစာမှာတိုက်တွန်းထားပါတယ်။ဒီအစီရင်ခံစာနဲ့ပတ်သက်လို့စစ်ကောင်စီသဘောထားကိုတည်နိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြေလ လက်ခံဖြေဆိုတာမျိုးမရှိပါဘူးဆလပီတီချာရက်တီလိုစိတ်နဲ့အတအအကျိုးစီးပွားကြောင့်လက်နက်ကင်ပတိပခါရီဖြစ်နေတာလို့စစ်ကောင်းဆောင်ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်လက်ရှိဖြစ်ပေါ်နေတဲ့ပတိပခါရီနဲ့လက်နက်ကင်တိုက်ခိုက်မှုတွေကနိုင်ငံရေးအမြင်မတူညီတာတွေကိုအခြေခံသလိုတတိတချာရက်တီလိုစိတ်နဲ့အတအအကျိုးစီးပွားကိုတားရှိလန်းတင်နေကြတာလို့စစ်ကောင်းဆောင်ကပြောပါတယ်မလ19ရက်နေ့မှာကြာရောက်တဲ့52နှစ်မြောက်မွန်ပြည်နယ်နေ့အခမ်းအနားမှာပေးပို့တဲ့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လိုင်းရဲ့တဝန်လွှာမှာထည့်သွင်းပြောကြားခဲ့တာပါ ရှာမညာစစ်ကြောင့်ပြောရေးဆိုခွင့်ရှိသူဒေါက်တာတီရီမွန်ချန်က ဖြစ်ပေါ်နေတဲ့အခင်းချင်းဟာစစ်ကောင်းဆောင်ပြောသလိုမဟုတ်ဘဲမတူညီတဲ့နိုင်ငံရေးအမြင်နှစ်ခုအပေါ်မှာသာအခြေခံနေလို့သတင်းဌာနကပြောပါတယ်။ပထမတစ်ခုကစစ်ကောင်စီတွေကင်ဆွဲထားတဲ့စစ်အာဏာရှင်နဲ့အာဏာရှင်စနစ်ကိုအခြေခံတဲ့ကိုဂျိုးစီဝါအမြင်နဲ့ဒုတိယအမြင်ဖြစ်တဲ့တိုင်းရင်းသားတွေပါဝင်တော်လိုင်းအင်အားစုတွေနဲ့တတိုင်းပြည်လုံးရှိပြည်သူအင်အားတွေကင်ဆွဲထားတဲ့စစ်မှန်နဲ့ဖက်ဒရယ်နဲ့ဒီမိုကရေစီနိုင်ငံရေးအမြင်တွေကြောင့်ဖြစ်နေရလို့ဆိုပါတယ်။ ခင်အဆက်ဆက်အာဏာသိမ်းမှုတွေဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီအစိုးရနဲ့ဆက်ထွက်ပေါ်လာခဲ့ပြီးမြေရွှေကောက်ပွဲမဲမတမာမှုအကြောင်းပြချက်နဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကနိုင်ငံအာဏာကိုတကြောပြန်သိမ်းယူခဲ့ပါတယ်။အာဏာသိမ်းမှုကိုငြိမ်းချစွာဆန္ဒပြခဲ့ကြတဲ့ပြည်သူလူထုတွေကိုစစ်တပ်ကအကြမ်းဖက်ဖြိုခွင်းပြီးပြစ်ခတ်တပ်ဖြတ်ဖမ်းဆီးမှုတွေဟာလက်နက်ကင်တော်လိုင်းကနေစစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးစီတုံးဖို့ခဲ့တာပါ။အဲဒီကနေအမျိုးသားတန်းတူရင်နဲ့ကိုယ်ပိုင်ပြတ်ထန်းခွင့်အပြည့်အဝရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းရေးကလည်းပါဝင်လာခဲ့ပါတယ်။ဒါကိုစစ်ကောင်းဆောင်ကတတိတခြားရက်တီလိုစိမ့်နဲ့အတ္တအကျိုးစီးပွားကိုတာရှိနေတင်နေကြတယ်လို့အပြစ်ဖော်တာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်နယ်တွေကစစ်မှန်တဲ့ Federal Democracy စနစ်အရပြည်နယ်တွေရောပြည်ထောင်စုပါနှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်နေရင်ဘယ်တိုင်းရင်းသားဘယ်ပြည်နယ်ကနေပြည်ထောင်စုကနေခွဲချင်မှာမဟုတ်ဘူးဒီကနေ့မြန်မာကမ္ဘာနိုင်ငံရဲ့ပထဝီအနေထားရရောဒီသန္တရနိုင်ငံရဲ့ပထဝီအနေထားရပါနှစ်ဦးနှစ်ဖက်အကျိုးဖြစ်နေရင်ဘယ်တိုင်းရင်းသားကနေပြည်ထောင်စုကနေခွဲထွက်ချင်မှာမဟုတ်ဘူးလို့ဆိုပါတယ်လွတ်လပ်တဲ့သူတည်နာဖွဲ့စည်းတွေရဲ့မှတ်တမ်းတွေကအာနာသိမ်မှုတွင်မြို့ပေါင်း65မြို့ကိုတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကထိန်းချုပ်ထားတာကြောင့်တိုင်းစစ်ဌာနချုပ်နှစ်ခုနဲ့တက်စ ်ကမ်းပေါင်းများစွာကိုစစ်ကောင်စီကလက်လွတ်ထားရတာပါစစ်ကောင်ဆောင်ကတော့နေမြေအသီးသီးမှာတိုင်းသားလက်နက်ကိုင်တွေနဲ့ PDF ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်နိုင်ငံအခြေခံအဆောင်တွေနဲ့ဒေသခံတွေရဲ့အသက်အဝိုင်းစီစဉ်တွေပြက်စီးကဒုက္ခရောက်နေကြတာလို့ဆွဆွဲပါတယ်ဒါကြောင့်တိုက်ပွဲတွေပေါ်ဆောင်နေကြတဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတွေပတ်သက်သူတွေကိုလည်းပြည်သူတွေဒုက္ခရောက်စေပြီးနိုင်ငံကိုအနေအကျရောက်စေမဲ့လုပ်ရက်တွေကိုနိုင်ငံနဲ့ပြည်သူအကျိုးရှိရှုလို့ရှက်တံပေးကြဖို့ပြောကြားခဲ့တာပါ လေးလာသူတွေကတော့စစ်ကောင်းဆောင်နေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့လက်နက်ကင်တိုက်ပွဲတွေနဲ့တိုင်းပြည်ထိခိုက်နေနာမှုတွေကတိုင်းရင်းသားလက်နက်ကင်ဖွဲ့ရင်းနဲ့တော်လိုင်းဖွဲ့ရင်းကြောင့်ဆိုပြီးအမြဲတစေအပြစ်ဖို့နေတာလို့ထောက်ပြပါဗျ Data for Myanmar ရဲ့အချက်အလက်တွေရ2021မီကနေ အခုဇန်နဝါရီလဒီစကောက်စီနဲ့လောက်ခံဖွဲ့ရဲ့မင်းရှုပ်ပြစီမုံရီကြောင့်အရှက်သားနေအလုံးပေါင်းတသိန်းတသောင်းကျော်ပြစီဆုံးရှုံးခဲ့ရပါတယ်။တပတ်မှာစစ်ကောင်စီကရှေ့လုံငန်းစဉ်၅ရက်နဲ့အညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပကထွက်ပေါ်လာတဲ့အဆိုရကိုနိုင်ငံတော်ဝန်လွှဲအပ်နိုင်ရင်ဆန္ဒလှောက်ဆောင်သွားမယ်လို့ဆိုပါတယ်ဒီအတွက်ရွှေကပွဲကျင်းပနိုင်ရင်လိုအပ်တဲ့နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုရှိစေဖို့အတွက်တိုင်းရင်းသားပြည်သူအလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့စစ်ကောင်ဆောင်ကတုံ့ဝန်လာမှတိုက်တွန်းထားပါတယ်။ရှာမညဖက်ဒရယ်အင်အားစုတဲ့ NRF အတာဝန်ခံမင်းတန်လွင်ကပြည်သူတွေကိုလူတမျိုးမလူတမျိုးအုံချနေတဲ့စစ်တပ်ကရွှေကောက်ပွင့်စင်ပါနိုင်ရင်သူတို့ကြောင့်ဖြစ်ပေါ်နေတဲ့မငြိမ်သက်မှုတွေအတွက်လူလူတွေကိုတိုက်တွန်းလဲထူးမှာမဟုတ်ဘူးလို့ပြောပါတယ်။စစ်တပ်ကသူတို့အာဏာတည်မြဲရေးအတူအယောင်ရွှေကောက်ပွင့်စင်ပါနိုင်ဖို့သူတို့ကတော့ပြည်သူတွေပေါ်လူတမျိုးမလူတမျိုးအုံချနေမှာဖြစ်ပါတယ်။အာဏာရီခဏခဏသိနေ ပြည်သူတွေကိုနှိပ်စက်တဲ့တပ်ဖြတ်နေတဲ့စစ်တပ်တမတော်သားမိတမတော်သားဖားလို့ပြောတဲ့စစ်တပ်ကသူတို့ကြောင့်ဖြစ်ပေါ်နေတဲ့မငြိမ်သက်မှုတွေကိုပြည်သူတွေကိုတိုက်တွန်းချင်လဲဘာမှအထူးမှမဟုတ်ဘူးလို့ပြောချင်ပါတယ်။နိုင်ငံရေးသမားတွေနိုင်ငံခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချခဲ့တဲ့စစ်တပ်ကပြောတယ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတာထက်အတူရောင်ရွေးကောက်ပွဲသားသူတို့လှုပ်ဖြစ်မှာပါလို့ဆိုပါတယ်။ အထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာဒါမှမဟုတ်နောက်နှစ်ဇန်နဝါရီအစောပိုင်းမှာကျင်းပဖို့စီစဉ်ထားပြီးဝင်ရောက်ရှင်ပြိုင်မယ်နိုင်ငံရေးပါတီ53ပါတီကစည်ရင်ပေးသွင်းထားတယ်လို့စကားဆောင်ကထုတ်ပြောပါတယ်။မွန်ပြည်နယ်အခြေဆိုင်လက်နက်ကင်တော်လိုင်းအဖွဲ့တချို့ကတော့ရွေးကောက်ပွဲကြောင့်ဝင်ပြိုင်ကြမယ်ပါတီကိုယ်စားလှယ်တွေနဲ့တော်လိုင်းအဖွဲ့တွေကြားပိုတိုက်မှုတွေရှိလာနိုင်တယ်လို့သတင်းဌာနကပြောပါတယ်။ ဆလဘီပောက်ကွဲရပြင်းထန်တဲ့ပုံတွေကိုအရင်အတွက်အများအပြားတိုးမြင့်ထုတ်လုပ်နိုင်ရင်နိုင်ငံတော်ဓာတ်မြင့်ဩစာဆက်ရုံများမှာအမ်မိုနီယာနိုက်ထရိတ်ငါးစတိုးပြီးစတက်ကထုတ်လုပ်ခန်းနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်မှာတော်လိုင်းတက်များကိုထိုးစစ်ဆင်ဖို့အတွက်ပောက်ကွဲရပြင်းထန်တဲ့လက်နက်ကြီးတွေဘုံများအရင်အတွက်အများအပြားတိုးမြင့်ထုတ်လုပ်နိုင်ဖို့နိုင်ငံတော်ဓာတ်မြင့်ဩစာဆက်ရုံများမှာအမ်မိုနီယာနိုက်ထရိတ်ငါးစတိုးပြီးစစ်ကောင်စီကထုတ်လုပ်ခန်းနေကြောင်းမြမရှင်နန်ဓာတ်ရုပ်ပြည်တာလုပ်ငန်းထံမှသိရပါရယ်။ စစ်ကောင်စီကဒရုန်းပုံ၊လေယာဉ်ပုံ၊စင်ကွဲပုံတွေလက်ကင်ပုံတွေကိုတုံးမြင့်ထုတ်လုပ်ခိုင်းနေရမှာအဲ့ဒီလိုခဲရံများထုတ်လုပ်ဖို့အတိကလိုအပ်နေတဲ့အမိုနီယာနိုက်ထရိတ်ကိုလည်းငါးစားတူပြီးထုတ်လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း အမိုနီယာနိုက်ထရိတ်မှာပုံခိန်ရင်များထုတ်လုပ်ရမှာအဓိကကျတဲ့ဓာတ်ပေါင်းဖြစ်ပြီးဓာတ်မြင့်ဩဇာဆက်ယုံတွေကအဓိကထုတ်လုပ်နိုင်ကြောင်းသိရပါတယ်။ဓာတ်မြင့်ဩဇာဆက်ယုံတွေအားလုံးကနေအမိုနီယာနိုက်ထရိတ်ကိုတာမန်ထက်၅ဆတိုးထုတ်ခိုင်းနေတယ်။ဒါတွေအကုန်လုံးကိုကာပါစာဆက်ယုံတွေကိုထိုင်ရိုက်ပုတ်ခိုင်းနေပုံနဲ့လက်နက်ကြီးပုံတွေတိုးထုတ်နေတာမို့လို့အမိုနီယာနိုက်ထရိတ်တွေကိုလည်းပိုတိုးထုတ်ခိုင်းနေပါတယ်လို့မြမရှင်နန်းဓာတ်ရုပ်ပြည်လာလုပ်ငန်းမှာတရင်အရှင်မြက်ကဆိုပါတယ်။၂၀၁၀ခုနှစ်ကတည်းကတပံဝတ်တံငွေမရရှိလို့ရပ်ဆိုင်ခဲ့ရတဲ့အမတ်တုံးဓာတ်မြင့်ဩဇာဆက်ယုံ ကျော်စွာကိုလည်းစစ်ကောင်စီကပြန်လည်အသွက်တင်ခဲ့ပြီး2023ခုနှစ်အောက်တိုဘာမှစတင်ပြီးဖုန်းနဲ့ပေါက်ခွဲအပြင်နဲ့အမြောက်ချီပုံများထုတ်လုပ်ဖို့အမိုနီယာနိုက်ထရိတ်ကုန်ကျစရိတ်ကိုတုံ့ပြန်ထုတ်လုပ်နေကြောင်းသိရပါတယ်။လရှိစစ်ကောင်စီကပောက်ကွင်းရပြင်းထန်တဲ့ပုံနဲ့အမြောက်ပုံတွေကိုထုံလုပ်ဖို့အမတ်တင် ဓာမြင့်ဩဇာဆက်ယုံစလင်အမတ်နေဓာမြင့်ဩဇာဆက်ယုံကျွန်းချောင်းအမတ်3ဓာမြင့်ဩဇာဆက်ယုံကျော်စွာအမတ်လီဓာမြင့်ဩဇာဆက်ယုံမြောင်းတကအမတ်ကဓာမြင့်ဩဇာဆက်ယုံကံကြီးတောင်တို့ကိုစွမ်းအားဖြင့်တူမြင့်ကအမိုနီယာနိုက်ထရိတ်များတူမြင့်ထုတ်လုပ်ခိုင်းနေခြင်းဖြစ်ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။